တင်းပြန့်နေကော်ဖီရနေရဲ့ဆွဲဆောင်မှုစိတ်သက်ပျော်ဝင်သွားစေမယ့်အရာသာနဲ့ Nescafe ကအောင်မြင်မှုကိုတင့်တယ်ယူဆောင်လာတော့ပါပါ။ဒီချက်လူကဘန်းတစ်ပွင့်ဖြစ်ခဲ့ခင်ဇက်ကဒီဇက်ကဟာဒီဟိုဒီဇက်ကနဲ့ပတ်သက်လို့ကျွန်တော်နဲ့ ဇက်ကားနဲ့ဈာထဲမှာရှိတဲ့ထူးခြားချက်တွေလည်းရှိပါတယ်။အာပြီးတော့ဒီဇက်ကားကိုနိုင်မှာလည်းထူးခြားချက်တွေအများကြီးရှိပါတယ်။အာဒီဇက်ကားဟာကျွန်တော်တို့မြန်မာလူထုများရှိနေပဲ။ကြိုက်ကူးမဲ့ project တစ်ခုမဟုတ်ပေမဲ့ international အနုပညာရှင်တွေအသက်ပညာရှင်တွေပါပါဝင်ကြိုက်ကူးမဲ့ project ဖြစ်ပါတယ်။သူဖြင့်ဒီမှာအာအတန်ပိုင်းဆိုင်ရာမှာဆိုရင်ပြင်သစ်ကပညာရှင်တွေရောက်နေတာဆိုတော့တွေ့ရပါတယ်။ပြီးတော့ဒီဇက်ကားရဲ့ ဒါရိုက်တာ of photography ဖိလစ်ပိုင်နိုင်ငံလို့ကျွန်တော်သိရပါတယ်ပြီးတော့ကျန်တဲ့ဒီမြန်မာနိုင်ငံလူပညာရှင်တွေပြီးတော့ခုနကဒီတချင်းပါဝင်ဂီတဆိုင်ရာအပြင်ဆရာဒီအောင်ကတောင်းဝန်ထားတာဖြစ်ပါတယ်မြန်မာဒီဇိုင်နာဆရာမသင်စုထွေးရတယ်ဒီတကားလုံးရဲ့အဝတ်စုံတွေဝတ်စားစင်မှုတွေကိုတောင်းဝန်ထားတာဖြစ်ပါတယ်အထပ်ပြီးတော့ပြောရရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အဓိကအထင်ကြီးနေရာတစ်ခုဖြစ်တဲ့အင်းလေးကို အခြေခံပြီးတော့ရိုက်ထူတော့မှာဖြစ်ပါတယ်။ဇလန်းကတော့ပြိသက်တချို့လည်းဖတ်ပြီးသားဖြစ်မှာပါချစ်သူသားပန်းတွင်ဖြစ်ခဲ့ရင်ဆိုရယ်မပုံဆံမမပုံရခင်ရဲ့ဝတ္ထုပေါ့နော်ဟုတ်အာဟုတ်ကဲ့အချစ်ဇလန်းလေးပါပဲရှင်ဟုတ်ကာရိုက်တာကိကအင်းသူမလေးအကိုနှစ်ယောက်ရဲ့အုတ်ထိပ်မှုအောက်မှာ နေရတာပေါ့နော်အရန်ချုပ်ချဲတင်းကျက်တဲ့အကိုအနေရောက်ပေါ့ဟုတ်ပြီးဇလန်းလေးရဲ့ဖက်စည်းပုံလေးရလဲကစ်တိုင်းနဲ့တက်တယ်ပေါ့နော်ဆိုတော့ဟိုပြီးတော့ဟိုဒီဒီဇကာကိုရိုက်မဲ့ presentation ကလည်းဟိုစိတ်ဝင်စားဖို့ကောင်းတယ်အဲအဲ့တော့ဟွန်းကဲဒီကားလေးကိုတော့ကစ်စိတ်ဝင်စားပါတယ်ရှင်